Survive Story YouTube channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့လေးကတော့2025ခုနှစ်မေလ17ရက်နေ့ကျမတို့ရဲ့ဘဝမှာကိုကျူးမပတ်ဆုံးအဆုံးမဲ့ချစ်ချင်းမြတ်တာတရားများနဲ့အပြည့်ဝဆုံးမယုံကြည်နိုင်စရာကောင်းတာအောင်ပိဆက်အနစ်နာခံနိုင်ဆုံးအမျိုးသမီးများဖြစ်တော့ကျမတို့ရဲ့အမိများကိုဂုဏ်ပြုတယ် နေထူးနေမြက်လေးဖြစ်ပါတယ်ပထမဦးဆုံးအားလုံးကို Happy Mother's Day ပျော်ရွှင်စရာကောင်းတဲ့အမေများနေ့ဖြစ်ကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်လွန်ခဲ့တဲ့နှစ်ပေါင်း100ကျော်တည်းကအမေများနေ့ကိုကျင်းပလာတာဟာ2025ခုနှစ်ဒီနေ့နဲ့ဆိုရင်138နှစ်မြောက်ရှိရပါပြီ။မိခင်များနေဖြစ်ပေါ်လာပုံအစကတော့ Anne Jarvis နဲ့ အန်နာဂျာရစ်တို့နှစ်ဦးကနေဖြစ်ပါတယ်။အန်ဂျာရစ်ကအန်နာဂျာရစ်ရဲ့အမိဖြစ်ပါတယ်။အန်ဂျာရစ်ကအမိများနေရဲ့မူလအစလူမှုရေးတက်ကြွလှုပ်ရှားသူတဦးလည်းဖြစ်ပါတယ်။အန်နာဂျာရစ်ရဲ့မိခင်အန်ဂျာရစ်က1858ခုနှစ်မှာ Mother's Work Day ကိုလူမှုရေးဖွဲ့စည်းတစ်ခုရှိတန်ရှင်းရေးနဲ့ ျမ်းမာရေးအခြေအနေများတိုးတက်ကောင်းမွန်လာစေရန်စီစဉ်ခဲ့ပါတယ်။အင်ကမတူညီတဲ့နောက်ခံများမှမိခင်များကို စူးစီးပြီး၎င်းတို့ရဲ့လူမှုရေးအသက်အဝန်းကိုပုံမှန်ကောင်းမွန်လာစေရန်ကြိုးစားလှုပ်ဆောင်နေရသူလည်းဖြစ်ပါတယ်။ in Jarvis Square လွန်ပြီးနောက်1905ခုနှစ်မှာအင်နာက မိခင်များအားဂုံပြုတဲ့နိုင်ငံတော်အားလျက်တစ်ခုတတ်မှတ်ရန်မမောမပန်းစီယုံနိုင်ခဲ့ပါတယ်မိခင်များသည် သူမတို့ရဲ့ကိုချိုးမဖတ်တော်အလုံးနဲ့မိသားစုအတွက်ဘဝတစ်ခုလုံးအနှံထားခြင်းကိုအတိမတ်ပြုတဲ့နေ့တနေ့ထိုက်တန်တယ်လို့အန်နာကယုံကြည်ခဲ့ပါတယ်သမတာဝီလျံတက်ဖ်နဲ့ သမ္မတဟောင်းဒီယိုရိုဇဗတ်အပါအဝင် ထင်ရှားတဲ့နိုင်ငံရေးသမားများထံစာရေးပြီးကုန်တဲ့ဂျွန်ဝန်နမက်ကီအကူအညီဖြင့်စာရင်းသွင်းနိုင်ခဲ့ပါတယ်ပထမဆုံးတရားဝင်အမိများနေ့အခမ်းအနားကို အနောက်ဗာဂျီးနီးယားပြည်နယ် Grafton ရှိ Saint Andrew Method Church မှာပထမဆုံးတရားဝင်အမိများနေ့အခမ်းအနားအဖြစ်ကျင်းပတဲ့အခါ အန်နာရဲ့ကျိုးပန်းမှုတွေဟာအောင်မြင်ခဲ့ပါတယ်။အဆိုပါပွဲကိုအန်နာဂျာဗစ်မိသားစုအတိုင်းဝိုင်းမှာအဖွဲ့ဝင်များလည်းတက်ရောက်ခဲ့ပါတယ်။အဲ့ဒီပွဲမှာသူမရဲ့မိခင်ဖြစ်တဲ့အန်ဂျာဗစ်အကြိုက်ဆုံးပန်းဖြစ်တဲ့အဖြူရောင်ကာနေရှင်းပန်းကိုလည်းတက်ရောက်သူမိခင်တွေကိုဂုဏ်ပြုလက်ဆောင်ဖြစ်ပေးအပ်ခဲ့ပါတယ်။1914ခုနှစ်တွင် သမတဝီဒိုဝါဆန်ကမေလတွင်ဒုတိယအကြိမ်မြောက်တနင်္ဂနွေနေ့ကိုအမေများနေ့အဖြစ်တင်ပါရန်လွတ်တော်ရဲ့ဆုံးဖြတ်ချက်ကိုလက်မှတ်ရေးထိုးခဲ့ပါတယ်။အမေများနေ့ဟာချက်ချင်းဆိုလိုပဲလှည့်မြန်စွာရေပန်းစားလာခဲ့ပါတော့တယ်။ယနေ့မှာတော့အမေများနေ့ကို American ပြည်တော်စုတွင်တာမကကဘာအနှံ့ပြားမှာပါချင်းပါလာခဲ့ကြပါတယ်။တချို့နိုင်ငံများမှာအမေများနေ့ကို မေလ30ရက်နေ့တွင်ကျင်းပလေ့ရှိကြပါတယ်။ယနေ့တွင်အမေများနေ့ကိုလှုပ်ရှားမှုအမျိုးမျိုးနဲ့ကျင်းပကြပါတယ်။ဇန်အတွက်ကတော့အမေများနေ့ဟာကျမရဲ့ကြောက်စောကျမအတွက်လမ်းပြအလင်းရောင်နဲ့ကျမရဲ့အကောင်းဆုံးတငယ်ချင်းအဖြစ် ခုချိန်ထိရှိပေးနေတဲ့အမျိုးသမီးကိုဂုဏ်ပြုတဲ့နေ့ဖြစ်ပါတယ်။ငါအမေက ငါထွက် အမြဲတမ်းရှိတယ်။ငါကိုအားပေးတယ်။ငါကိုချွင်းချင်းမရှိချစ်တယ်။ကျင်နာမှု စာနာမှု ခွင့်လွှတ်ခြင်းနဲ့ဂိူနာတရားတို့ရဲ့အရေးပါမှုကိုသင်ကြားပေးခဲ့ပြီ။တန်မာတဲ့လွတ်လပ်တဲ့အမျိုးသမီးတစ်ဦးဖြစ်ရခြင်းရဲ့အဓိပ္ပာယ်ကိုပြသပေးခဲ့တယ်။ဆန်လေ မမေသမီးလေးကနေသမီးလေးမိမိဖြစ်လာခဲ့ပြီမို့အမေရဲ့ကျေးဇူးတရားတွေမေတ္တာတရားတွေကိုပို့ပြီးတော့သိမြင်လာခဲ့ပါပြီစန်ဒရာကတော့ဒီနေ့အမိများနေဟာအမေရဲ့ကျေးဇူးတရားကိုပြန်လည်တရိယာကြည်နူးစေတဲ့နေသူနေမြတ်လေးပဲဖြစ်ပါတယ် ဆက်လို့ပဲကြီးစုအားပေးနေတဲ့သူတွေအားလုံးပျော်ရွှင်ကြည်နူးကြလိမ့်မယ်လို့ပြောလိမ့်မိပါတယ်ဒီနေ့နဲ့နေ့တိုင်းအမေကိုကျေးဇူးတင်ကြောင်းပြသဖို့မမေ့ပါနဲ့နော်အမေက ကျမဘဝရဲ့အရာရာတိုင်းလက်ဦးစရာဖြစ်ခဲ့လို့အရင်အမေကျေးဇူးတင်ပါတယ်ဇန်လေဒီကနေအမေကိုအရင်သတိရတယ်ပြီးတော့အမေကိုအရင်ချစ်တယ်လို့ ပြောချင်ပါတယ်။အားလုံးပဲပျော်ရွှင်စရာကောင်းတဲ့အမိများနေ့ဖြစ်ပါစေလို့ဇန်ကဆုတောင်းပေးလိုက်ပါရနော်။ကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။ဇန်ရဲ့ YouTube channel လေးကိုလည်း like follow subscribe လေးနဲ့အားပေးခဲ့ပါအောင်နော်။ See you in the next video. Bye bye.